အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါတယ်ကျွန်တော်ကတော့စာဖတ်သူတူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုထဲမှာဝတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းကျွန်တော်ဒီစောရတပင်းဝတ္ထုကိုရေးသားဒီမှာအတော်ကြာပါပြီ ကိုတပင်းရဲ့ဟင်းချညင်းညူတန်ကို တခါမျှဤမျှလောက်ပြင်းထန်အောင်မကြားခဲ့ဘူးပါ ိုပါဆိုရင်ကျွန်တော်ခိုးတိုက်ရတဲ့အထဲဒီတစ်ခါတော့ပင်မှန်ပြီးဒီတစ်ခါတော့ခက်တာတစ်ခါမှမတွေ့ဘူးဘူးခမားကျင်ဘာမှမခက်ဘူးဆိုထင်ခဲ့တာပေါ့ဗျာသူ့ပေမဲ့အခုဟာခက်တာကလူကိုလည်းမတတ်ချင်ဘူးဗျာချင်းချောက်တာလည်းမလုပ်ချင်ဘူးဗျာအသားတကြီးနဲ့ခိုးကျင်တယ်ဒီလိုဆိုတော့ခက်သွားတာပေါ့ဗျာဩဆရာကြီးဆရာကြီးသူ့ဘာသာသူညီးတွားပြန်တယ် ဘာလဲဗျပြောစမ်းမအောင်ခမားဟာကဘာမှမသိရပဲနဲ့ကျွန်တော်ရှိညီးနေတာပဲလာကလေးဗျပြောမလို့ပါဆရာကြီးရဲ့လောတော်မမူစမ်းပါနဲ့စီဂရက်တော်ကို ပြာခံသောခွက်ထဲသို့ချပြီးနောက်ပြန်လှည့်ပြောရာကျွန်တော်မှအေးဟုတ်ပေသားပဲဟူ၍ဝန်ခံလိုက်ရပါကြောင်းလောကတဆရာကြီးဦးမြကားအသက်90ကျော်ခန့်ရှိပြီယခုအခါ၌ကုတ်ကိုင်းလမ်းရှိဝန်ချံနှင့် တထတိုက်အင်ဂျီတွင်အငင်းစားယူကအေဂျင့်စွာနေထိုင်လေတယ်။ဆရာကြီးမှာနေစဉ်အခါကကာလကတာယူနီဗာစီတီမှ BSc ကိုဓာတုဗေဒဂုဏ်တုနှင့်အောင်မြင်ခဲ့တယ်။မြန်မာလေးထမြက်ဓာတုဗေဒပညာများကိုလည်းအမြဲစူးစမ်းရှာဖွေနေသောကြောင့်ငငယ်ကပင်ဝါယာလက်အတက်ပြည့်စစ်အတက်များကို ကိုယ်တိုင်လောက်ကင်နိုင်လောက်အောင်တက်မြောက်ခဲ့လေတယ်။မောင်မြမှာအကြောင်းကထွက်ပြီးနောက် ကာလကတာယူနီဗာစီတီကျောင်းတွင်ဒီမွန်စထရေးတာခေါ်ဓာတုဗေဒနီးပြဆရာအဖြစ်မှ လက်ချာရာခေါ်ကတိကအထိလောက်ကိုင်းပြီးနောက်မြန်မာပြည်သို့ပြောင်းရွှေ့လာကသိပ္ပံကျောင်းတွင်ဆက်လက်လောက်ကိုင်းခဲ့လေတယ်။ထို့နောက်အသက်50ကျော်တွင်အငိမ့်စားယူကဓာတော်ပညာများကိုမနာမနေဘဲစူဇန်ရှာဖွေလေတယ်။ဆရာကြီးလောကဓာတ်ပညာမြင့်မြတ်တော်သည်ဟုလောကဓာတ်ပညာလိုက်စားသူအနေငယ်မျှတာရိပ်မိပေအခြားသူများက မရှိမိကြချေမြမကြီးကလည်းဆရာကြီးကိုကောင်းစွာမသိကြချေဆရာကြီးမှာ အပတ်တကုတ်စူးစားစမ်းသပ်ရှာဖွေသဖြင့်လောကတပညာနီးကောင်းတစ်ခုကိုရရှိထားလေတယ်ထို့သောရရှိထားခြင်းကိုလည်းလောကတပညာတတ်သူနှစ်ဦးလောက်သာသိရှိလေတယ်တနည်းသာ၌ဆရာကြီးထံသို့ထူးဆန်းသောစာတစောင်ရောက်ရှိလာသဖြင့်ဆရာကြီးမှာများစွာအံ့ဩရွေနေလေတယ်ဆရာကြီးထံ၌ လောကတပညာဤတစ်တစ်ခုအထမြောက်ကြောင်းသိရှိရပါသည်ထိုဤစနစ်အရာလောက်ကင်ပါလျင်မြမတပြီလုံးကြွယ်ဝချမ်းသာနိုင်ခြင်းမရှိစေကမူလူပေါင်းသိန်းတောင်းအလုရနိုင်ပါသည်ဟုအယူရှိပါသည် ကျွန်တော်သည်ခိုးတိုက်စားသူတယောက်ဖြစ်တော်လဲစင်ရဲသားများကိုအမြတ်အားသမျှထမင်းကျွေးနေသူဖြစ်ပါသည်သို့ရာတွင် ကျွန်တော်ဤရှားကြံပုံမှာလူတယောက်ဤတစ်နှစ်အတွက်စည်းမျှမရှိပါဆရာကြီးပညာကား စုခဲ့သည့်အတိုင်းလူပေါင်းသိန်းတောင်နှစ်ရှည်လာများစားတော့အလုရနိုင်ပါသည် ကျွန်တော်သည် BSC နှင့်ဆရာဝန်အတက်ကိုတက်ခဲ့သူဖြစ်ပါသည်ဆရာကြီးတွက်ချက်ရေးမှတ်ထားသောမှတ်စုစာအုပ်ကိုရရှိလျက်ကျွန်တော်ဆက်လက်ကြံစည်နိုင်စွမ်းရှိပါသည်တို့ပါ၍ဆရာကြီးထံမှဆရာကြီးကြံထားသောလောကဓာတ်မှတ်စုစာအုပ်ကိုကူးယူနိုင်ရန်အတွက်ငားရှက်မြခိတ္တငားပါမိအကြောင်းစပြန့်ရန်မှာ သူရိယာမဂဇင်းအဒီတာမှတ်စုမှတဆင့်မောင်ပဆွေဟု ပေးလျင်ရောက်ပါသည်စောရတပြေဆရာကြီးသည်စာကိုဖတ်ရှုပြီးနောက်ဒီအကောင်ဘဲကများတည်င်းရပါလိမ့်ဟုညှိတွားကစာတဆောင်ရေးရွေနေလေတယ်မောင်တပြေပေးလိုက်သောစာကိုရရှိပါသည် မောင်ဤစေတနာကိုလည်းယုံကြည်ပါသည်တို့ရာရယ်ဒီပညာမှာဆရာကြီးနှစ်ပေါင်း30ကျော်စူဇန်ရှာဖွေထားရသဖြင့် အလွယ်တကူပြီးငှားရန်အလွန်ခဲရင်ပါသည်အကယ်၍မောင်သက်ပြင်းသည်ဆရာကြီးကဲ့သို့ နေမနာညမလက် အပင်မန်းခံပြီးစုံစမ်းသောပညာရပ်ကို အလွယ်တကူပေးရမည်ဆိုကစိတ်နှလုံးမြင်မှထိကမ်းမည်ကိုစဉ်းစားစေလိုပါသည်ဆရာကြီးမှာငါးနှစ်လောက်နှင့်အထမြောက်မီငါးနှစ်မှ10နှစ်10နှစ်မှ15နှစ်စသဖြင့်နှစ်ပေါင်း30နီးပါးလွန်ခဲ့သော6လလောက်ကမှအပြည့်အစုံရေးမှအထမြောက်ခဲ့ပါသည် ဆရာကြီးမှာဝန်တာနုစိတ်မရှိပေမဟုတ်ပါတန်နိုင်တယ်လို့လူမျိုးပေါင်းများများစွာ အလွယ်တကူလုံခြုံစားတောင့်နိုင်ရန်အင်္ဂလိပ်ဘာသာစာအုပ်များမှလက်တွေ့ဆန်းသပ်ပြီးဤများကိုမဂ္ဂဇင်းတစ်ဆောင်မြန်မာဘာသာဖြင့်ထုတ်ဝေခဲ့ပါသည်လူများအကြည့်ရှုနေပြီးအရင်မှမရသဖြင့်၃နှစ်ခန့်အကြာငွေ9000အရှုံးနဲ့ရပ်ထားခဲ့ရပါသည်ယခုကိစ္စကမဂ္ဂဇင်းထံအစာပေါင်း3000ပုံမှုအဖို့တန်ပါသည် ူများလုပ်ပြီးတိုင်းပြည်သားတို့သည်တက်တာခံစားလိုသူများဖြစ်ရာဆရာကြီးပြောလိုသည်မှာဤပညာမျိုးတိုင်းပြည်နှင့်မတန်ဟုထင်ပါသည် ထို့ပြင်လည်းဆရာကြီးမှာတာမီးများအတွက်ယေရှုရှာဖွေသဖြင့်သူတို့တထေးဖြစ်ကို ရှင်းဥစွာလောက်ကင်ပေးလိုပါသည်တာမီးများကြီးပွားပြီးသည့်နောက်မှ မောင်ချဲ့ထွင်လိုကအကန့်ကွက်ရန်မရှိမှာကြားထားခဲ့ပါသည်ဆရာကြီးဆရာကြီးကစာအိတ်တစ်လုံးတွင်ထည့်ကား တပြင်းညွန်ကြားတဲ့လေစာအတိုင်းထည့်လိုက်လေတယ်။ထိုကဲ့သို့ပြန်လှန်ပြောဆိုခိုက်ကျွန်တော်ကကြားဖြတ်ပြီး"ဩဒါကြောင့်ကိုဗျ။တခါကမဂ္ဂဇင်းအက်ဒီတာကကျွန်တော်လိမ့်နဲ့စာတစောင်ရောက်လာလို့ဖွင့်ဖတ်မယ်လို့တော့ဟေးမဖောက်နဲ့မင်းလူကသူ့ပေးပါဆိုလို့အော်ဒီစာကိုပေးသွားတယ်ဆိုပြီးခမည်းလည်းရေးနဲ့စာတူကလေးထုတ်ပေးတာကိုဗျ။အစစ်ပေါ့။ဦးရွေးစကားကိုဆက်ရွေးပြောပါတယ်။တပြင်းမှာက ဆရာကြီးထံမှစာကိုရပြီးနောက်အတော်အကြံရကြက်၍သွားလေတယ်။ဆရာကြီးမှာလောကတပညာတွေမြမပြည်၌နှစ်ယောက်မရှိတတ်ကျွမ်းသူဖြစ်ရာအတင်းအာဓမယူလိုသောဆန္ဒလည်းမရှိချေ။ဆရာကြီးကသာအစိုးရင်လွန်ပြီးလျင်ပလေတိုင်လာစုံတော့တိုင်လာပြုလုပ်နေမည်ဆိုသောကြောင့်အစီရင်ခံပါသည်ဆရာကြီးခမညာ။ဆရာကြီးပြန်ကြသောစာကိုဖတ်ရပါသည်။ဆရာကြီးမပေးလိုပါက ချင်းချောက်သည်ဖြစ်စေအနုကျန်းစည်း၍ဖြစ်စေအာတမယူငင်မီမဟုတ်ပါအေးချမ်းစွာနေထိုင်စေလိုပါသည်ကျွန်တော်တောင်းချင်မှလည်းအများပြည်သူအတွက်သာဖြစ်ပါသည်ဆောရာတပြင်းစာတစောင်းကိုရေးပြီးထည့်လိုက်လေတဲ့တို့ရရင်ဆရာကြီးရဲ့စာအုပ်ကိုကအထူးလိုချင်ရမက်ပြင်းထန်၍နေလေတဲ့ဆရာကြီးကလူတိရှင်ကြားအများနဲ့လှုပ်ချင်းကိုသဘောမတူပဲမလှုပ်ရစေကမူ ိမိကိုယ်တိုင်လည်းလောကတပညာဝါသနာပါသောကြောင့်အဘေပုံအထမြောက်နေသည်ကိုဖတ်ရှုစံတချင်သောစိတ်များထိမရနိုင်အောင် ဖြစ်၍နေလေတယ်။ထို့သောအာသာပြင်းသည့်အတိုင်းဆရာကြီးထံသို့အခြားမိသူမျှမပြောဘာမျှမလုပ်ဖတ်ရှုယုံမျှငားယမ်းစာတဆောင်ရေးလိုက်သည်ကိုပဲဆရာကြီးထံကမိသူတစုံတစ်ယောက်မျှမပြနိုင်ကြောင်းနှင့်စာပြန်လာလေတယ်။တပြင်းကမိမိအာသာဆန္ဒပြင်းပြလျင် မရရအောင်ယူငင်လေးရှိသည့်အတိုင်းဆရာကြီးအားချိန်ချောက်အနုကျန်းစီခြင်းမပြုဘဲတနည်းနည်းနှင့်ရအောင်ခိုးယူမိဟုပိုင်းဖြတ်ထားလိုက်လေတယ်။ထို့သောခိုးယူရာ၌လည်းစုံစမ်းသိရှိရသမျှမှာဆရာကြီးကထိုမှတ်တမ်းစာအုပ်ငယ်ကို ကိုရင်အမြဲဝတ်ဆင်ထားသောပိတ်အင်းကြီးလက်ချက်မိုးကုတ်ကြောင့်အိတ်အတွင်း၌ထည့်ကာခါကပဲအခါမှမချွတ်အိတ်ရ၌ပင်ထိုအင်းကြီးကိုဝွေ၍အိတ်ချောင်းတီးရလေတယ်။ တဖန်ဆရာကြီးရဲ့တိုက်အိမ်ကိုဖောက်ထွင်းခိုးယူရမှာကလည်းဆရာကြီးရဲ့တိုက်အိမ်မှာ ခိုင်လုံလှသဖြင့်အတင်းအကျပ်ဖောက်ထွင်းမှ ဖြစ်နိုင်သည်ကိုစုံစမ်းသိရှိပြီးဖြစ်လေတယ်။အကယ်၍ညအချိန်ဆရာကြီးအိမ်ကန်းထဲသို့ရောက်နိုင်ပါမူအိမ်သားအားလုံးကိုအိမ်ငွေပေးပြီးလျင်ဆရာကြီးကိုယ်တွင်မှထင်သလိုရှာဖွေယူနိုင်တယ်။တပြင်းမှာကားတစ်စီးဖြင့်ကောက်ကိုင်းလန်းဆရာကြီးအိမ်ရှိသို့ ၃လေးကောက်ရောက်ပြီးဖြစ်လေတယ်။ဆရာကြီးအိမ်မှာဆရာကတော်ကြီးတားနှစ်ချွေမှမြေးခုနှစ်နှစ်အရွယ်ယောက်ျားကလေးတယောက်သာနေပြီးမာလီကလားနဲ့ဒရိုင်ဘာမှာတန်လျားတွင်နေကြကြောင်းသိရှိရပြန်လေတယ်။တနေ့သား၌ကတပြင်းကဘူကာပြားရံဆောင်လျက်ကားကိုကိုတိုင်းမောင်းကကောက်ကိုင်းလန်းသို့ထွက်ခဲ့လေတယ်။ဆရာကြီးရဲ့မြေးကလေးဝင်ပေါက်တွင်ကစားနေသည်ကိုမြင်ရသဖြင့်ခေါ်ရာ ိမ်ထဲသို့ဝင်ပြေးလေတယ်။နောက်တစ်ဖန်တပ်ပြင်းကအကြံတမျိုးရပြီးနောက်ကားနဲ့ဆရာကြီးအိမ်ရှိသို့မလာတော့ဘဲ3-4ရက်အကြာတွင်ပိတ်ဖြူပစိုးနဲ့အသက်60ခန့်ခါကုံကုံတောင်ဝေးထောက်လျက်အဖိုးကြီးတယောက်လမ်းလျှောက်သည်ကိုမြင်ရလေတယ်။အဖိုးကြီးကကလေးငယ်အားတနေ့တွင်စွန်နှစ်ခုနှင့်အချီပိန်းတစ်လုံးပေးခဲ့လေတယ်။အခြားတနေ့၌တကြားလုံးတစ်ထုပ်ပေးခဲ့လေတယ်။ ။ဤနည်းအားဖြင့်ကလေးနှင့်အဖိုးကြီးမှာ၃ရက်ခြား၄ရက်ခြားတဲ့တစ်ချိန်တွေ့လေရှိရာအတော်ရင်းနှီးရွေသွားလေတယ်။ဆရာကြီးရဲ့အိမ်သားများမှလည်းအဖိုးကြီးအားဂရုမစိုက်ကြချေ။အဖိုးကြီးမှာဆရာကြီးရဲ့မောင်တင်အောင်ကလေးနဲ့တခါတရံပုံတိုကလေးများ၁၅မိနစ်နာရီဝက်ခန့်ကြောင်ပြောလေရှိလေတယ်။ကလေးငယ်မောင်တင်အောင်က အဖိုးကြီးကိုချစ်ခင်ရွေနေလေပြီ။အဖိုးကြီးလာချိန်၌ ဝင်ပေါက်မှ မျောထွက်ကြည်ရလေရှိတယ်။အဖိုးကြီးရောက်လာတော့အခါဟောဖို့ဖို့လာပြီးဟူ၍အပြည့်ကလေးလက်ကိုလာ၍ဆွဲလေတယ်။အဖိုးကြီးကလက်ထဲမှာအစားစရာများကိုကျွေးလေတယ်။အဖိုးကြီးရဲ့ပခုံးတွင်တရည်ဘူးတစ်ခုပါရာအဖိုးကြီးကတရည်ဘူးမှရေကိုငှိပ်ပြီးကလေးအားပေးလေတယ်။ကလေးကလည်းရေကိုမှော့ပြီးဟမ်အေးလိုက်တာဖို့ဖို့အေးအေး ဖူဖူရေခဲထည့်လာခဲ့တယ်။ကြည့်ဖူဖူတကူဘလောက်ရှိတယ်လဲပြမယ်။အိတ်ထဲမှဆေးပင်လေးတစ်လိပ်ကိုရေအပြည့်ထည့်ထားသောဓာတ်ရေဘူးအဖုံးထဲကရေနှစ်ထိလိုက်ရာမိခိုးများတလူလူထွက်ပြေးလျက်ရှူဖွာ၍နေလေတယ်။ကလေးမှလည်းအံ့အားသင့်စွာနဲ့ကြည့်ရှုနေလေတယ်။ဖူဖူတရားမင်းကြီးကတနှစ်မှတကူးလာရေပတ်တုံးမှတခါတရင်ကျလှပြေမှတခါလာတယ်ဆို။ လက်ဖြံကတရင်ကျူလာပြင်းနေနော်အေးအေးတနှစ်မှာနှစ်ခါပဲလာတယ်တကြံတုံးကပို့ဖို့နဲ့သူနဲ့တွေ့တော့သူတရင်ကျူလာပြည့်ဆယ့်နှစ်နာရီလောက်မှလာမယ်တဲ့တခြားမင်းကအာကြီးလှတယ်နော်လှတာပေါ့တကိုးလဲကြီးတယ်မင်းလိုချင်တာတောင်းရင်လဲပေးတယ်ဖို့ဖို့နဲ့မိတ်ဆွေကြီးပဲကျွန်တော်တော့စပိန်ကလေးခြေမင်းရပဲပြေးအောင်လှုပ်ပေးပါလို့ပြောမယ်ပြီးတော့ ပတ်စံတစ်စုံလောက်လဲတောင်းထားလိုက်မယ်။မင်းလိုချင်တာအကုန်တောင်း၊ तू ပေးလိုက်မယ်။ तू ကကျွန်တော်တို့အိမ်လာမှာလေလား။ပူပူတနေ့ကမေးပြီးပြီ။လာမယ်တဲ့။ပူပူဘယ်နဲ့မေးတယ်လဲ။ तू ကဟိုးအမြင့်ကြီးမှာပြတ်တက်တွေနဲ့နေတယ်ဆို။ပူပူကလည်းတကိုးနဲ့ပြောထားတာပေါ့။ तू နဲ့ဘယ်အခါမှစိုးပြောနိုင်တာပဲ။ပြီးတော့အရာမင်းကမင်းနဲ့သာတွေ့ရင်လား။သူများနဲ့မတွေ့ချင်ဘူး။ ်ဘသူမှမပြောနဲ့နော်ပြောရင်သူကအရင်သိရဲ့လာမှာမဟုတ်ဘူးမပြောပါဘူးအိမ်ကဖိုးဖိုးကအေးစင်နာရီထိုးပကောဆိုပြီးအိတ်ကြပဲသူနောက်ဆုံးအိတ်ကြပဲအေးဟုတ်ပြီအားလုံးအိမ်မှာမင်းတို့တိုင်တောင်ဘက်ကပြင်းရှိတယ်မဟုတ်လားအဲ့ဒီဂရင်းပေါက်ကိုဖွင့်ထားဒါမှကလားတွေမမြင်ပဲနေမယ်ဟုတ်ကဲ့ကျွန်တော်ဖွင့်ထားပြီးစောင့်နေမယ်ပြီးတော့ မင်းဆောင်နေတဲ့အကြောင်းသိအောင်အဝတ်နဲ့တစ်ခုကိုပြရင်ပေါက်ကအသာဆင်းပြီးတိုက်ရှိတစ်ပင်ကွာကြမှာတင်ထားနော်ဟုတ်ကဲ့လောက်ချပါမယ်ဖိုးဖိုးအေးမင်းပြောတဲ့အတိုင်းလုပ်မထားရင်တော့တရားမင်းကအားကြီးစိတ်ဆိုးတတ်တယ်မင်းကိုလက်ညှိုးနဲ့ထိုးအပ်တဲ့ပြင်မှာမောင်းကျွန်တော်လုပ်ပါမယ်ဘာသူမှမပြောနဲ့နော်ပြောရင်လည်းတရားမင်းကစိတ်ဆိုးမှာပဲအဖိုးကြီးကကလေးအား၆လှန်နူးနှိုက်ပြီး ထွက်ခွာသွားလေတယ်။နောက်တစ်နေ့ကလာပြည့်နေ့ဖြစ်လေတယ်။ဆရာကြီးကနှစ်နေနေဝင်ချိန်မှစ၍ဖျောင်းမိများဖြင့်ပူဇော်၍နေလေတယ်။ကိုးနာရီအချိန်တွင်မိများအကုန်သေပြီးနောက်ဆယ်နာရီခန့်တွင်တမိများပိတ်လျက်တိုက်အင်ကြီးတစ်ခုလုံးတိတ်ဆိတ်၍နေလေတယ်။မအိတ်သေးသူက မောင်တန်အောင်ဖြစ်လေတယ်။မိဘဘေးမှမိဘများအိပ်ပျော်မပျော်အကဲခတ်ပြီးနောက်အိပ်ပျော်မှန်တည်သောအခါ တောင်ပတ်အေကန်းတို့ထွက်ခဲ့လေတယ်။တဖန်ဗရင်ကိုအသာဖွင့်လေတယ်။ဗရင်ဖွင့်ပြီးနောက်အထိန်အမှတ်အဝတ်နက်ကိုရှာရာမျက်နှာကင်းကဆရာကြီးရဲ့အိယာဘေးပလက်ကလက်ထိုင်ပေါ်တွင်တင်ထားသောဆရာကြီးရဲ့အင်ဂျင်နက်ကိုစဉ်စားမိသဖြင့်တွား၍ဆန်းယူလေတယ်။မောင်တိန်အောင်ကဂျရင်မှမိမိအရသာမြင်သောမြေပြင်သို့ခုံဆင်းပြီးလျက်တိုက်ရှိသော သစ်ပင်ကွာကြားတွင်အင်ဂျင်နက်ကိုခြားဆွဲထားခဲ့လေတယ်။ပြန်၍တက်သောအခါတော်တော်နှင့်မတန်နိုင်သဖြင့်ပန်းချံထဲမှ ခွေးချီခုံငယ်တစ်ခုကိုပြေးယူကာထိုးခုံငယ်ဖြင့်တက်လေတယ်။အတွင်းသို့ရောက်သောအခါကြကြားမင်းအလာကိုစောင့်မျှော်နေလေတယ်။ကလေးဖြစ်သဖြင့်ခါတိုင်း၈နာရီ၉နာရီပင်အိပ်ပျော်လေးရှိရာစိတ်ဆွဲကြောင့်၁၀နာရီအထိဆောင်စားနိုင်တော်လဲ၁၇နာရီကျော်လာသောအခါပြရင်းပြေးတွင် ခွေခွေကလေးအိပ်ပျော်သွားရှာလေတယ်။ဆန်းနှစ်နာရီကျော်ကျော်၌ကကားတစီကရန်ကုန်မြို့ထဲမှ ကုတ်ကိုင်းလမ်း6မိုင်ခန့်သို့ရောက်သောအခါကားကိုလမ်းဘေးသို့ဖယ်၍ခြုံကွယ်တစ်ခုတွင်ဝတ်ထားခဲ့ပြီးလျှင်ဝါးနှစ်ရိုက်ခန့်ဝေးသောဝန်းချံတစ်ခုသို့မဲမဲတံတန်းတစ်ခုလာရောက်အောက်တွင် ရောက်ရွေနေလေတယ်။မကြမီထိုးတံတန်းကဝန်းချံထဲသို့ရောက်ရှိသွားပြီးလျှင်ရင်းမှကြော်၍အိမ်တွင်းသို့ဝင်သွားလေတယ်။ တခုကပစ္စည်းကိုအရင်မရှာသေးပဲအိမ်ခန်းထဲရှိလူများကို၃-၄ခန်းအိပ်ပျော်စေသောအိမ်ငွေများဖြင့်နှာဝါသို့လိုက်၍တည်လေတယ်။ထို့နောက်မှရှေးဥစွာဆရာကြီးကိုလက်နှင့်တမင်းနှင့်ထိုးကာရှာဖွေလေတယ်။ဆရာကြီးရဲ့ကိုယ်တွင်မိမိကြားဘူးသောမိုးကုတ်ကြောက်အိမ်မရှိစွတ်ကျင်လက်ရှိတထဲသာဝတ်ထားသဖြင့်ဇပွဲ၊ဘီရိုတရေတက်တာတန်တက်တာအကျိုးအကြောင်းဟူသမျှကို လိုက်လံရှာဖွေလေတယ်။တနာ yı ကြောကြောခန့်ချွေးတီးတီးကြအောင်ရှာဖွေတော်လဲဘာမှမတွေ့သဖြင့်နှစ်လသုံးလကြိုးစားရသမျှအချိန်အနည်းဖြစ်တော်သည်ဟုညီးတော်ကအင်ကြီးမှ ခုံထွက်ခဲ့ပြန်လေတယ်။နန်းနမိုးလင်းသောအခါဆရာကြီးကရှေးဥစွာနိုးသဖြင့်အိမ်တကားများပြတွင်များကို ကိုယ်တိုင်ဖွင့်လေတယ်။ပြတွင်တစ်ခုတွင်ကအတွင်ပေါက်ချိန်မထိုးပဲထိုးပြတွင်အောက်တွင် တင်းအောင်အိပ်ပျော်နေသည်ကိုမြင်ရသောအခါဆရာကြီးကအံ့အားသင့်ကအိမ်နေသောသူများကိုနှိုးလေတယ်။အိမ်သားများကလည်းအလင်းရောင်လေးထိုးသဖြင့်အိမ်တွင်းပစ္စည်းများကို ကြည့်ရှုရာဖယိုဖယဲဖြစ်လျက်ပြန်ကျင်းနေသဖြင့်အဖိုးကြီးမှမျက်လုံးပြူရွေသွားလေတယ်။တဖန်ပစ္စည်းများကိုစီစစ်ကြည့်သောအခါဘာတစ်ခုမှမပြောက်သဖြင့်အဖိုးကြီးမှာ သူရဲ့လောကတမတ်စုစာအုပ်ကိုတတိယကအိရာဘေးသို့အပြေးလာလေတယ်။မကြမီပြီးပြီ။ဟူဆိုတတ်သောအဖိုးကြီးရဲ့အော်တန်ကိုကြားရရာအိမ်သားများပြေး၍လာလေတယ်။ငါဒီကောင်စီကစာရတယ်။ဒီကောင်ခိုးမှာပဲ။ဒီမှာငါထားတာပဲ။ဟူ၍မိမိအင်ဂျီထားရနေရာကို ပြလေတယ်။မဟုတ်ဘူး။မောင်တေအောင်အပြင်မက်ရောက်ချက်ထူးတယ်။ ကလေးအားလှုပ်၍နှူးပြီးမရာကလေးကကောင်းခါ၍နေလေတယ်လူကြီးများက၆လှန့်မေးသောအခါတကြမင်းကြောက်တယ်တကြမင်းကြောက်တယ်ဟူ၍ငိုလေတယ်ဆရာကြီးလည်းချုံ့မော့ကတကြမင်းကလူပြည်မလာဘူးဘာမှမလုပ်ဘူးဦးရွေရုံလောက်အောင်ပြောမှ အဖြစ်အပျက်ကိုအစာအဆုံးပြောရာအဖိုးကြီးရဲ့သားကအိမ်ရှိသူထွက်ပြေးပြီးတစ်ပင်ကွာကြမှတကလည်းအင်ကြီးအနက် ထို့အတွင်းမှမိုးကုတ်ကြောင့်အိတ်အင်းကြီးအဖြူကို တွေ့ရှိဆွဲယူကာတွေ့ပြီတွေ့ပြီဟူရီအော်ဟစ်လိုက်ရာအဖိုးကြီးကညနာများကြည်လင်လာလျက်သူ့ရဲ့မှတ်စုကလေးကိုအင်းကြီးအိတ်ထဲမှဆွဲထုတ်ပွေပိုင်ရှာလေတော့တယ်ဒူရီယာမဂဇင်းနိုဝင်ဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ